အင်အားပြင်းကလေးကြောင့်နေပြည်တော်ပြည်မနာမြို့မှာရှိတဲ့ငွေလမင်းဖုံးဆိုင်ပြိုကျရာကနေလာသားအွယ်အမွာကလေး2ဦးအပောင်းဝင်စိုင်းပိုင်ရှင်မိသားစုဝင်၄ဦးနဲ့ဝန်ထမ်း2ဦးသေဆုံးခဲ့ကြောင်းငွေလမင်းဖုံးဆိုင်နဲ့နေဆက်သူတို့ရဲ့ပြောကြားချက်အရသိရပါဗျ။ကျွန်တော်ရဲ့မိတ်ဆွေက28ရက်ကငလင်းလှုပ်ခတ်ပြီး29ရက်နေ့လယ်လောက်မှာဓာတ်ပေါ်တွေတွေကိုထုတ်ယူနိုင်ခဲ့ပါဗျ။ထုတ်ယူပြီးသေစင်းတခါတည်းယူပြီးတကြိုလိုက်ပါဗျ။တေနာကလာသားရွယ်ကလေး2ယောက်ရယ်ဆန်ရှင်လင်မယား2ယောက်ရယ်ဝန်ထမ်း2ယောက်ရယ်ပါ တားကြီးလေးကတော့ကေဂျီတက်နေတဲ့အချိန်မို့လို့လွတ်သွားတယ်။သူတို့ဆိုင်မဲ့ပြိုရဲဆိုမသေးလောက်ဘူး။ဘေးကလက်ဖက်ရည်ဆိုင်ကသူတို့ဆိုင်ပေါ်ကိုရိုင်းပြီးပြိုကြတော့ကြောက်ပြားတွေကားထားတာဆိုတော့လူထိသွားတာပါလို့၎င်းကပြောပါတယ်။ငလင်းလှုပ်တဲ့အချိန်မှာဖုန်းဆိုင်အတွင်းကတ်စတမာတယောက်လည်းရှိပြီ။အဆိုပါကတ်စတမာရဲ့တရင်ကိုတော့မကြားရသေးကြောင်ဘေးလဖြစ်ဆိုင်မှာလည်းဒေသုံသူတွေရှိကြောင်း၎င်းကဆက်လက်ပြောပါရယ်အဆိုပါငွေလမင်းဖုန်းဆိုင်နဲ့နှိစက်သူဟာသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း အကောင်းဆုံးမိတ်ဆွေအရင်ဒီဆုံးတငယ်ချင်းမိသားစုရဲ့နာရေးကိုဖြစ်တယ်လို့တကြိုလိုက်ရတဲ့အတွက်ညှိုးငယ်စွာနဲ့ကိုထိုးရဲ့မိတ်ဆွေတငယ်ချင်းတွေကိုအသိပေးအပ်ပါတယ်မိသားစု၅ယောက်မှာအကြီးကလေးပဲ KG ကျောင်းသွားနေလို့အသက်ရှင်ကျန်ရစ်ပါတယ်လူဘဝကြီးတဲ့ကို၃လလောက်ပဲရောက်တာရှိသေးတဲ့အမွာလေး၂ယောက်ရဲ့ကိုထိုးရောသူ့မိန်းမရောဆုံးပါသွားပါပြီ ိုထွန်းဆိုတာအင်မတန်ယဉ်ကျေးပြီးစိတ်တော်ရာပြေဝတဲ့သူတစ်ယောက်ပါပေါင်းသင်းဆက်ဆက်ရေးမှာလည်းအရန်အနစ်နာခံပါတယ်ကိုထွန်းဆိုတဲ့လူကသိရိုးတဲ့သူသူ့အဖိဓမ္မအလိညာရိမှုသားရိဆိုတာလုံးဝမရှိတဲ့သူကြံရင်ခဲ့တဲ့သားကြီးကိုသူသိချက်တာချစ်လို့တော့မဝသေးဘူးခွဲခွာထွက်သွားခဲ့ရပြီကိုထွန်းတို့မိသားစုတွေဝန်ထမ်းတွေရောငြိမ်းချမ်းစွာအနားယူပါတန်တရာခရီးဆက်လက်ထွက်ခွာသွားကြပြီးအောင်လို့ရေးတင်ထားပါတယ် အစိုးရငွေလာမင်းဖုံးဆိုင်မိသားစုငလင်တန်အတွင်းတည်ဆုံခဲ့မှုအပေါ်ဖုံးဆိုင်ပိုင်ရှင်နဲ့ယင်းနေသူတွေကလည်း၎င်းတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာဝန်းနေကြောင်းအများအပြားရေးသားထားတာကိုတွေ့ရပါဗျ။